တရင်ကောင်းလေးကိုအတိပေးလာတဲ့နော်ဘောအေတာအောင်မဲမီလာပါရှင်မင်းမလေးနော်ဘောအေတာတော့ခုစရင်ကလင်းပေးတဲ့ပြည်သူတွေစီကိုသမကူရိုင်းအရေးပေါ်လွယ်အပ်တာလေးတွေတွားရောက်ကလူတန်းထောက်ပံ့ပေးနေပြီနော်ဘောလေးကဒီကနေ့မှလည်းအင်းလေးဘက်ကိုကူရိုင်းတွားရောက်ခဲ့ပြီးတရင်ကောင်းလေးကိုပြောပြလာခဲ့ပါတယ် နောက်ပိုင်းအထားတော့အင်းလီဖက်မှာရွာလုံးကျွပြင်းလေထူထောင်ရေးစတင်နိုင်ဖို့အတွက်ကူညီပေးသွားမှာပါ။အခုဆယ်လေနော်ဖုံးလေးကအင်းလေးဒေတာကရွာနေရွာအတွက်ခိုင်ခန့်တဲ့အင်အသည်အလုံး20ကိုစောက်လို့ပြေးသွားတော့မှာဖြစ်ပါတယ်။နော်ဖုံးလေးကတော့အခုလိုတရင်ကောင်းလေးကိုပြပြလာခဲ့ပြီးအရေးပေါ်မှာလည်းသူရဲ့ဆိုရှယ်မီဒီယာတွေပေါ်ကနေအခုလိုပဲအသည့်ပေးမျှော်ရထားခဲ့ပါတယ်။နော်ဖုံးအေတာကအင်းလေးဒေတာမှာရွာနေရွာအတွက်ခိုင်ခန့်တဲ့အင်အသည် အလုံး20ကိုစောက်လို့ပေးသွားမှာပေါ့နော်။နော်ဖော့တို့ပြီးခဲ့တဲ့17ရက်နေ့ကအင်းလေးကိုကျင်းမြတ်အတူတွားရလူတန်းခဲ့ပါပြီရှင်။အင်းလေးရောက်တဲ့ခန်းစားချက်ကတော့ပြုံးပြကြအောင်ပါပဲ။အင်းတွေပြူတာများကြီးဟိဘောဆိုတော့မရတဲ့နေရာတဲတဲလေးတွေမှာအဆင်ပြေအောင်မိသားစုရင်းနေနေကြတာမြင်ခဲ့ရတော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။နော်ဖော့တို့ကနဦးအစီအစဉ်ကရာရီထရန်အင်းလေးတွေစောက်ပေးမယ့်အစီအစဉ်ကနေငယ်ကန်တွေနဲ့အသေးစားစကားပြောတဲ့အခါမှာဘုံဘုံခိုင်ခန့်တဲ့အင်းတဲ့တွေစောက်လိုက်တာပိုပြီးထိရောက်မှာဖြစ်ကြောင်းသိရတဲ့အတွက် နော်ဖော်တို့တင်းနဲ့အတူတိုင်ပင်ပေးအင်းလေးတီတာရွာနဲ့ရွာဖြစ်တဲ့ဟန်ချိုရွာနဲ့နော်ဝင်းရွာကအိမ်တော်စု20ကိုအိမ်တက်ပြန်လည်တည်ဆောက်ရန်ပံ့ပိုးပေးခဲ့ပါတယ်ရှင်။ကျန်းငွေတွေကိုတော့အင်းလေးရဗိုလ်လွန်တာနော်ဝမှတင်စီထားပြီးပြန်လည်စီမံပေးမှာပဲဖြစ်ပါတယ်ရှင်။ဆိုပြီးအတည်ပြုထားပါတယ်။ မင်းတမီလေးနော်ဖော်အထာတော့ကိုဆိုရင်အင်းလေးဖက်ကိုတူဂရိုင်းတွားရောက်ကာကူညီပေးနေပြီဖြစ်သလိုသူတွားရောက်ခဲ့တဲ့အမတ်တရားပုံလေးတွေကိုလည်းမျှဝေဖော်ပြထားခဲ့ပါရယ်နော်ဖော်လီကတော့ကိုဆိုရင်အင်းလေးဒေတာပြောင်းလဲထူထောင်ရေးအတွက်ကိုအိမ်၅လုံးစာစုစုပေါင်း105သိန်းကိုမာတီလူတန်ပေးခဲ့ပါရယ်အကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းနော်ဖော်အထာအခုလိုပဲသူမဆိုရှယ်မီဒီယာပေါ်ကနေအသိပေးမျှဝေထားခဲ့ပါရယ် နော်ဖော့ရဲ့ဒါကအင်လီဒေတာပြည်လဲထူထောင်ရဲ့အတွက်နော်ဖော့ကအင်း15လုံးစာစုစုပေါင်း105သိန်းကိုမတီးထားပါရယ်ဒီစစ်စင်လေးမှာပေါင်းပြီးလူတန်းကြတဲ့လူရှင်များထံမှလူငွေ3900ဝန်းကျင်လက်ခံရရှိပြီးဒီကနေ့စင်းပေးလိုက်ပါပြီစတရနေ့ကျရင်နော်ဖော့တင်နဲ့အင်လီယိုဗော်လွန်တာနက်ဝတ်နဲ့အတူတူနော်ဖော့ရိုဂရိုင်းတင်အင်တက်စင်ပြီးလူတန်းသွားမှာဖြစ်ပါရယ်အလူရှင်နာမည်နဲ့အလူငွေအတိအကျကိုမနက်ဖြန်စင်းအတိအကျတင်ပေးပါမယ်ရှင် နော်ဖောင်းနဲ့အတူပါဝင်လူတန်းပေးတဲ့အလှူရှင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆိုပြီးအသိပေးထားခဲ့ပါတယ်။အခုစရင်မင်းသမီးလေးနော်ဖောင်းအိထားလေးတရောက်တနေရာကနေပါဝင်လူတန်းထောက်ပံ့ပေးနေပြီးဒီမှာတော့ထပ်ပြီးတော့လေအချင်းရင်းဆိုးရဲ့နေရာရင်းစီကိုလူတန်းပေးတော့မှာပါလို့ပြောပြလာခဲ့ပါတယ်။ အင်းလေးဒေတာကိုမကြသေးမိကလေးဝမိုးရွှေကတော်ရလူတန်းပေးခဲ့ပါသေးတယ်။အခုစိန်ငလင်ပေးတဲ့ပြည်သူတွေကိုဖက်ပေါင်းဆောင်အနေကူညီပေးနေကြပြီးဖြစ်ပါတယ်။နော်ဖော်လီကအခုလက်ရှိဖြစ်ပေါ်ထားတဲ့မြင်းငလင်အခြေအနေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြောပြလာခဲ့ပါတယ်။နော်ဖော်ရဲ့ဒါကနော်ဖော်ကတော့ပရိသတ်တွေနဲ့အမြဲရှိနေမှာပါ။ကိုရထားတဲ့အမှုပညာကြီးတွေကနေလေလွယ်အပ်တဲ့နေရာတွေကိုလူတန်းပေးတော့မှာပါ။အားလုံးကိုလည်းဆုတောင်းပေးပါရနော်ဆိုပြီးပြောဆိုထားခဲ့ပါတယ်။